ခက်ခဲကြမ်းတမ်းခဲ့ရတာတွေရောရှိတာပေါ့အနိုင်ခံခဲ့ရတာတွေလည်းရှိတယ်အဲရိုက်မယ်ခေါ်ပြီးရှူတင်ကားနဲ့လိုက်ပြီးတော့ကိုရှိနေမှမသိရတဲ့ရှူတင်တွေမှာလည်းတဘောကြီးနေခဲ့ရတယ်ကြောပိတ်တစ်လုံးနဲ့သွားပြီးတော့ရိုက်မယ်ထင်ပြီးသွားတာအဲကိုမပါဘဲနဲ့နေခဲ့ရတယ်လည်းရှိတယ်ဟောအင်ကြီးဝစ်စားတွေတော့ဝယ်ရမယ်ဖက်နဲ့တွေလည်းဝယ်ရမယ်ကြောညာပါမယ်ဆိုပြီးတော့လက်လောက်ပဲပါသွားတဲ့ခန္ဓာကြီးလည်းအများကြီးပဲပေါ့နော်ဒါတွေအများကြီးပါပဲဒီဟာတွေ ဖြတ်တန်းလာပြီးတဲ့အခါမှာဟိုကြားလာတဲ့အခါကျတော့လေဒါက negative တွေဖြစ်ခဲ့ပါတယ်လူအများကြီးနဲ့ပဲပေါကွင်ရခဲ့ရတာတငယ်ချင်းခန်းတို့ဘလိုခန်းတို့အများကြီးကြားထဲမှာပေါ့လေနော်လူငယ်တွေကြားထဲမှာပြောနေတဲ့ဖြတ်လျှောက်ပေါ့လိုင်ကာစီထုတ်ဆွဲ shooting ကားနောက် light အဲအဲ့လိုမျိုးပဲဖြတ်တန်းခဲ့ရတာပေါ့လေနော်ကြော်တဲ့အောင်မဖြစ်မြောက်ရေးအုပ်စုတို့ဘာရောရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးတွေအောင်ကြားဘူးတယ်ပေါ့နော် အဲဒါကလည်းရှိရှိလားမရှိလားလဲကိုလည်းမမြင်ရဘူးလीเนาะသူစ조사နေတဲ့သူအတွက်ကတော့ enemies ကပြိတက်ကောတပြိုင်နဲ့ရတာလीเนาะအောင်ဟိတ်ဆိုတာအောင်ခင်မင်းပဲဒီအောင်ခင်မင်းရဲ့လက်ခွဲတစ်ခုဆိုတော့အဲလာအပေးတာကိုကြီးမကြီးကကိုယ်ကိုမွေးထုတ်ခဲ့တယ်လို့ပဲဒီနေ့ဒီချိန်မှာလူငယ်အစ်တစ်ကလေးတွေကိုမွေးထုတ်ပေးတာတွေ့ရတော့ပီတိဖြစ်တယ်ဒါလာဝင်းရံမယ်ပြီးတော့ကို့လောကသားတွေဆိုတော့လာဝင်းရံတို့လာဝင်းရံတာပါကျွန်တော်တို့တငယ်ရိုက်တဲ့အချိန်ကိုပြန်တည်ရရတယ်လေ တို့ရို့မိုင်းတို့အကိုမိုးနီတို့ကျွန်တော်တို့ပွင့်တင်ကြီးဇော်တို့ဘယ်လိုတွေ train ခဲ့ရတဲ့အချိန်တွေအဲပြီးလို့ရှိရင်ဘယ်လိုတွေဇက်ကိုစူးစမ်းခဲ့ရတဲ့အချိန်တွေပြီးတော့မာကြီးတို့မခိုင်ကြီးတို့မခိုင်လေးတို့ ਨੇ ရိုက်ခဲ့ရတာတွေအကို၃ယောက်ကိုလည်းကိုရန်လေးပေါ့လေအမတ်ရပါတယ်ဟုတ်ကျွန်တော်ကပြိသက်တာမသိတာဒီလောကထဲမှာနေနေတာ2000ခုနှစ်ခရေရပေါ့နော်အဲ့တော့အခွင့်လန်းဆိုတာမျိုးက2016မှာရောက်လာတယ်လို့ပြောလို့ရတာပေါ့အဲ့တော့အခွင့်လန်းရောက်လာတဲ့အချိန်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အာဒါ ကြုံသွားတာပေါ့လေနော်ကျွန်တော်ရဲ့ဝါသနာနဲ့တထထဲကြသွားတာကျွန်တော်တို့2000နှစ်မှာဆိုလို့ရှိရင်လည်းခက်ခဲတယ်လေနော်ဒီလိုညီမတို့လိုမီဒီယာတွေလည်းမပေါ်သေးဘူးအဲပေါ်တဲ့မီဒီယာကလည်း print media ပဲရှိသေးတာလေနော်အဲ့နနခင်း popular ပေါ့အဲအဲ့လိုနော်အဲ့လိုမျိုးတွေပဲရှိသေးတာဆိုတော့အဲဘယ်အခြေချာနေစသဖြင့်ပေါ့လေနော်အဲတော်တော်စူးစမ်းရုံးကန်ခဲ့ရတဲ့ကာလတွေပေါ့အဲတုန်းကလည်း modeling ဘက်ပဲဆိုတော့လေအဲဒီတရုတ်ဆောင်ဘက်ကိုလေကူဘိုက အတိရလည်းမရှိအဆက်အသွယ်လည်းမရှိအဲ့လိုဆိုတော့ခက်ခဲခဲ့ပါတယ်အဲ့တုန်းကအခွင့်အရေးမရခဲ့ဘူးကိုကလိုက်ရှာရတာပါခွင့်ရခဲ့တဲ့ချိန်ကျတော့လေဒီ agency နဲ့အတူတူလက်တွဲလုပ်ကိုင်နေတဲ့အတွက်ကြောင့်မို့လို့လူအများကြီးနဲ့ပဲပါခွင့်ရခဲ့ရတာတငယ်ချင်းခန်းတို့ဘလိုခန်းတို့အများကြီးကြားရမှာပေါ့လေနော်တနည်းအားဖြင့်ပြောရရင်အခုလူငယ်တွေကြားရမှာပြောနေတယ်ဖြက်လျှောက်ပေါ့အဲ့လိုကနေမှအော်ဒီလိုမျိုးကြီးတော့မဖြစ်တော့ဘူးဆိုပြီးနေနေနေမှာ အဲဒီလောကနဲ့ခဏဝေးသွားတာပေါ့လေကိုကကိုကိုကိုပိုင်လှုပ်လေးပိုင်လှုပ်ရင်းနဲ့မှအဲအခု host ဖြစ်ရင်းနဲ့မှပြန်ဖြစ်လာတာပေါ့အဲ့လိုမျိုးခန္ဓာမှာနေနေရဆိုလို့ရှိရင်လည်းခေါင်းဆောင်ဖြစ်ခြင်းပါလေဖြစ်နေမှာတတိရှိရှိလမ်းလွယ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီခေါင်းဆောင် leading role နေရာကိုလည်းရောက်ခဲ့တာလို့ကိုကိုကိုယူဆပါတယ်အလွာလိုက်ခက်ခဲပင်မမှုဆိုတော့ရှိတာပေါ့လေနော်ကျွန်တော်အလွာကျွန်တော်မိဘပံ့ပိုးနိုင်မှုအင်အားရဲ့အလွာအတိုင်း ခက်ခဲကြမ်းတမ်းခဲ့ရတာတွေရောရှိတာပေါ့အနိုင်ခံခဲ့ရတာတွေလည်းရှိတယ်အဲရိုက်မယ်ခေါ်ပြီးရှူတင်ကားနဲ့လိုက်ပြီးတော့ကိုရှိနေမှမသိရတဲ့ရှူတင်နေမှာလည်းတဘောကြီးနေခဲ့ရတယ်ကြောပိတ်တလုံးနဲ့သွားပြီးတော့ရိုက်မယ်ထင်ပြီးသွားတာအဲကိုမပါဘဲနဲ့နေခဲ့ရတယ်လည်းရှိတယ်အော်အင်ဂျီဝစ်စားတွေတော့ဝယ်ရမယ်ဖက်နက်တွေလည်းဝယ်ရမယ်ကြောင်ညာပါမယ်ဆိုပြီးတော့လက်လောက်ပဲပါသွားတဲ့ခန္ဓာကြီးလည်းအများကြီးပဲပေါ့နော်ဒါတွေအများကြီးပါပဲဒီဟာတွေ ဖြတ်တန်းလာပြီးရဲ့အခါမှာဟိုကြားလာတဲ့အခါကျတော့လေဒါက negative တွေဖြစ်ခဲ့ပါတယ်။ Legacy ထုတ်ဆွဲ shooting ကနောက်လိုက်အဲအဲ့လိုမျိုးပဲဖြတ်တန်းခဲ့ရတာပေါ့လေနော်။ကျွန်တော်တို့တုန်းကကျတော့ music video တွေရိုက်တဲ့ခေတ်ပေါ့ MTV လို့ခေါ်တဲ့ဟာတွေရိုက်တဲ့ခေတ်ဆိုတော့အဲ့ဒါတွေလည်းရိုက်ရ no no ပေါ့လေနော်။ရိုက်ခဲ့ရလဲတစီစုငားတာမျိုးတငယ်ချင်းတွေတစီကိုနဲ့ဘဝတူတစီစုငားတာမျိုးတွေပါတယ်တော့ရှိခဲ့တာပေါ့။အဲကျွန်တော်တို့နဲ့အတူတူတော့ပွင့်လျာမိုးလေး ယောက်ျားလေးကတော့ရှားပါတယ်။ဝိမန်ခင်တို့ကျွန်တော်တို့တော့ပြီးလို့ရှိရင်ယရနာဘုံတို့ဟောကျွန်တော်တို့ရဲ့တခစ်သေးတွေပေါ့လေနော်။အဲစုတို့စုရှင်လက်ဇင်စုံမြင့်မေလေးအဲမတ်တမွန်တို့ကတော့အဲ့ချိန်တော့အောင်မြင်နေပြီလေ။သူကြောင့်ညာမင်းသမီးတွေခစ်ဆိုတော့ကျွန်တော်နဲ့တပတ်သေးကတော့အရန်အခွေတဲ့တယောက်လေ။အင်တာဗျူးတိုင်းခွေရယ်။စွန့်ထအောင်ကျွန်တော်တို့နဲ့တပတ်သေးပေါ့ပြောရတာ။ ထမအဦးဆုံးကျွန်တော်ဇက်ကောင်အနေနဲ့မြင်ပေးတာကတော့အန်ကယ်လေးပါကြက်ကူမှာတင်မောင်ဝင်းဆိုတဲ့ကာရိုက်တာလေးကိုစပေးပြတာအန်ကယ်လေးပါအန်ကယ်လေးက2016အကယ်ဒမီဘေးဘွဲမှာကျွန်တော်စင်မောဆင်းလာတော့ပခုံးလေးဖတ်ပြီးတော့မင်းရုပ်ရှင်ရိုက်ချင်လာတဲ့ဟာအန်ကယ်လေးမနောက်နေတော့ဗောကျွန်တော်လည်းပြန်ပြောအမင်းငါဇက်ကောင်နှကောင်အနေနဲ့မြင်နေဗောနော်အဲ့တော့ဒီဇက်ကောင်နှကောင်အနေနဲ့ရိုက်ရိုက်နိုင်မှာဗောအเจ้าဆရာသာအဲ့တော့ကြက်ကူမှာစပါခဲ့ အဲ့တော့အင်္ဂလိပ်နဲ့စကားပြောပြီးတိတ်မကြအောင်ရပ်ပိုင်းမဲ့ချရင်အောင်ကင်မင်းရဲ့အကူနဲ့အမရဲ့တူကကျွန်တော်တို့မြန်မာအိုက်တော်မှာလှုပ်လှုပ်တယ်အဲ့တော့သူ့ရဲ့ဦးလေးနဲ့အတော်ဟာတဲ့မင်းသားတင်ကျင်လို့ဆိုရင်ဒါလည်းမနောက်နယ်ပေါ့တော့ဒါနောက်စရာကိစ္စမဟုတ်ကျွန်တော်မင်းသားပြည့်ချင်တာတိကြတဲ့ခါကျတော့ဦးလူကျွဲခတ်တယ်ပေါ့နောက်နယ်ဆိုမဟုတ်နောက်ပိုင်းတော့ဒါ dream do come true ပေါ့လေတကယ်ဖြစ်လာပါအဲတပြိုင်တည်းပါပဲအောင်ကင်မင်းရောကိုကိုလူမင်းရောပေါ့လေနော် ကျွန်တော်ဇက်ကောင်လေးနဲ့မြင်ပေးပြီးတော့ဇက်ကူမှာထည့်ပေးခဲ့တာတော့ဘယ်လိုမြင်တကယ်ကိုလက်ထပ်ပြီးတော့တင်ပေးခဲ့တာတော့ကိုမင်းဦးပေါ့ကျွန်တော်ဇက်ကားတော်တော်များများကိုမင်းဦးနဲ့ထိတွေ့ခဲ့ရတယ်အောင်ခင်မင်းနဲ့ထိတွေ့ခဲ့ရတာဆိုတော့ကိုမိုးနီကိုမင်းဦးကတော့ဆရာတွေပါပဲဟုတ်အတိုင်းထက်လုံးမဲရိုက်ရမယ်ဆိုတော့ငါကြိုးစားရမယ်ဆိုတဲ့ဟာတော့ရှိတာပေါ့တော့အပျော်တော့ဟောမလွန်ခဲ့ဘူးပေါ့လေမကြုံခဲ့ဘူးပေါ့ပျော်တယ်ပျော်တာနဲ့အညီကြိုးစားခဲ့တယ်ပေါ့လေနော်အာအဓိကတော့မတိချင်းတွေကိုတိအောင်လုပ်ရတာလေနော် ဘယ်လိုတရုတ်ဆောင်ရမယ်ဘယ်လိုနေရာထိုင်ရမယ်ဘယ်လိုဝတ်စားရမယ်ဆိုရယ်မသိချင်းတွေကိုသိအောင်လုပ်သိအောင်လုပ်ရတဲ့အကာလဆိုတော့အရန်တော့ဟိုပင်မန်းတာပေါ့လေကျွန်တော်တို့ငငယ်ရလို့ပေါ့အဲကိုရန်ပြီးရင်10ရန်းစာဖတ်ရတယ်လို့ပေါ့အစိမ့်တက်တက်ကြီးဖတ်အဲ့လိုအဲ့လိုခံစားချက်ပေါ့အာကြည့်တာပေါ့ထိုးနေသူတွေလည်းအများကြီးပဲအမားနဲ့ကိုနဲ့ပြောဘူးတယ်ကြော်တဲ့အောင်မဖြစ်မြောက်ရေးအုပ်စုလိုပါတော့ရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးတွေအောင်ကြားဘူးတယ်ပေါ့နော် အဲဒါကလည်းရှိရှိလားမရှိလားလည်းကိုလည်းမမြင်ရဘူးလေနော် level တခုဒါမှမဟုတ်လို့ရှိရင်နေရာတခုခုစ조사နေတဲ့သူအတွက်ကတော့ enemies ကပြိတ္တကောတပြိုင်နဲ့ရတာလေနော်အားလုံးအတွက်ကတော့တပြိုင်နဲ့ရတာ